မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနကနေကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရတရင်ဥတရင်တွင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်အခုဒီကမှာတော့ညောင်ကျုံးမှာစမှုထမ်းခြင်းမပေးလို့တရက်ကွက်လုံးရှိလူငယ်တွေကိုစည်ရင်သွင်းမှုဆင့်ခေါ်ခံရဆိုတဲ့တရင်အပါအဝင်နောက်ဆုံးရတရင်များကိုစည်ရင်ခံတင်ဆက်ပေးပါမယ်ရှင် ARA တိုင်းညောင်တို့မျိုးမှာစစ်မှုထမ်းခြင်းမပေးတာကြောင့်စစ်ကောင်စီကရက်ွက်တစ်ခုလုံးရှိစစ်မှုထမ်းရမယ့်လူငယ်တွေကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကတဆင်စစ်မှုထမ်းစီရင်သွင်းမှုမတ်လ29ရက်နေ့ကဆင့်ခေါ်ခဲ့တယ်လို့မြို့ကန်ရွေပြောပြချက်အရသိရပါတယ်။မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကအမှန်နဲ့ရက်ွက်ရှိအသက်18နှစ်ကနေ35နှစ်အတွင်းရှိလူငယ်မျိုးသားအလုံးကိုဆင့်ခေါ်စာပေးပို့ခဲ့တာဖြစ်ပြီးပြက်ကွက်ပါကစစ်မှုထမ်းဥပဒေအရအေးအေးယူခံရမယ်လို့ဆင့်ခေါ်စာရဲ့ရေးသားဒါသာစုံစမ်းသည့် ရှိရပါတယ်ရက်ခွက်တစ်ခုလုံးလိုက်ပေးရတာလူမရှိတဲ့သူတွေလည်းနာမည်စီရင်နေပါတယ်နိုင်ငံသားအလုပ်သွားလုပ်သူတွေအကုန်လုံးပဲပြေးတဲ့သူတွေလည်းပြေးကုန်ကြပြီလို့အသက်35ဝန်းကျင်မြို့ကအမျိုးသမီးတူက CJ platform ကိုပြောပါရယ် အခုလိုစီရင်သွင်းမှုမြို့နယ်ယုံကနေစင့်ခေါ်ခံရတာကြောင့်ရက်ွက်အတွင်းရှိလူငယ်တွေလည်းထိတ်လန့်နေကြတယ်လို့သူကဆက်ပြောပါတယ်။ညောင်တုံမြို့မှာရက်ွက်၁၀ခုရှိတဲ့အနက်အမှတ်နှစ်ရက်ွက်တစ်ခုတွေကိုသာစင့်ခေါ်ခဲ့တာဖြစ်ပြီးခြေနှစ်ရက်ွက်တွေကတော့စမှုတန်ကြီးအဖြစ်တိုင်အောင်ကို၁၀၀၀ချက်ကနေ၅၀၀ချက်ထိပေးဆောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ အမှန်နဲ့ရက်ကွက်အတွင်းစစ်မှုထမ်းကြီးကောက်ခံရမှာအနည်းစုသာပေးဆောင်ကြတာတောင်ပေးဆောင်ထားသူလူနေစုကိုငွေပြန်အန်ခဲ့ပြီးနောက်တနေ့မှာပဲအခုလိုစစ်မှုထမ်းစီရင်သွင်းမှုစင့်ခေါ်စာပို့ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီနဲ့နေဆက်သူတို့ရဲ့ပြောဆိုချက်ရသိရပါတယ်ဒီလကတယောက်မဖြစ်မနေပေးရမှာလူစားထုံငါသူကလည်းလိုက်မဲ့ပြောပြီးအခုတော့ထွက်ပြေးနေတယ်ကြားတယ်မြို့နယ်ကိုငွေပေးရဖို့လည်းမထဲကြတော့အခုလိုလှုပ်လိုက်တာလို့သူက CJ platform ကိုပြောပါတယ် အမှန်တရကွက်တွင်အိမ်အောင်စုတစ်ခုကို1000ခွဲကနေ2000ခွဲခန့်စစ်မှုရန်ကြေကောက်ခံတာဖြစ်ပြီးစစ်မှုရန်လူငယ်မရှိတဲ့အိမ်အောင်စုနဲ့နေအိမ်မှမရှိဘဲအကြောင်းမျိုးမျိုးနဲ့အလုပ်ထွက်လုပ်ကင်နေကြတဲ့အိမ်အောင်စုတွေကကောက်ခံတဲ့ငွေကိုညှင်းဆိုးနေကြပြီးထဲဝင်ခြင်းမရှိတာကြောင့်စစ်မှုရန်ဥပဒေအရစင့်ခေါ်ရခြင်းဖြစ်တယ်လို့သိရပါဗျာ။ မြို့နယ်စမူရန်စင်ခေါ်ရဲအဖွဲ့ရဲ့ပေးပို့စာမှာတော့ဒီကနေ့ match လ28ရက်နေ့နနက်10:00နာရီမှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုမပြတ်မကွက်သတင်းပို့ရမှာဖြစ်ပြီးသတင်းပို့ရမှာမှတ်ပုံတင်ယူဆောင်လာရမယ်လို့ပါရှိပါတယ်။အသိပညာပေးဟောပြောမယ်လို့လည်းကြားတာပဲ။ဘာဖြစ်လာအောင်မလဲတော့မသိဘူး။အားလုံးကစိုးရိမ်နေကြတော့အုတ်တိန်သူတွေပဲသွားဖို့များပါတယ်။ရက်ကွက်ကလည်းလူမကြီးကြဘူးလို့ဒီအကြောင်းကိုသိရှိသူမြို့ကန်အမျိုးသားတို့က CJ platform ကိုပြောပါတယ်။ အခုစစ်မှုရန်ဥပဒေရစက်ကောင်စီကတတားတဲ့အဖြစ်အရမစူဆောင်းနေတာဟာစစ်မှုရန်အပတ်စဉ်စနစ်အတွက်ဖြစ်တယ်လို့သိရပြီးစစ်မှုရန်ရှောင်ရှားနိုင်မှုလူငယ်လူရွယ်တွေဟာငွေကြေးနဲ့ပြေရှင်းတာပြည်ပထွက်အလုပ်လုပ်ကိုင်းတာတော်လိုင်းတက်ဖွဲ့တွေရဲ့ဝင်ရောက်ကုန်ကြတာတွေပြုလုပ်နေတာပါဥပဒေနဲ့မညီပဲစူးစမ်းခံရတဲ့ပြည်သူစစ်မှုရန်အချို့မှာအခက်အခဲအကျတဲတွေဖြစ်ပေါ်လာပြီး အဲ့ဒီပြဿနာတွေကိုနေစင်တဲ့အမြနေစတူဝပြဿနာဖြစ်ဖြေရှင်းနေရတယ်လို့မက်ရှလ20ရက်နေ့ကကလော့တက်နေရှိသူတက်ဖွဲ့တွေကိုစစ်ကောင်စီဒုစရကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောဆိုခဲ့ပါတယ်။ အဖက်ဘက်ကဆက်ရှုံးနေတဲ့စစ်ကောင်စီကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာစစ်မှုရန်ဥပဒေကိုအတည်ပြုကြေညာခဲ့သလိုတကြံပြီးအေဘယ်လာကုန်ပိုင်းမှာစတင်မယ်လို့ပြောဆိုခဲ့ပေမဲ့အဲ့ဒီနှစ်မတ်လတွေမှာပဲတသားသစ်တွေကိုအရမစူဆောင်းနေရမှာအခုဆိုတနည်းပြမြောက်ခဲ့ပါပြီ။လက်ရှိစစ်ကောင်စီရဲ့စစ်သားစူဆောင်းရေးတွေမှာ၎င်းတို့ခန့်ရဲကြီးအုပ်ချုပ်ရေးမှုတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးပြည်သူလူထုပေါ်လက်စားမှုဖိနှိပ်ချိန်ချမှုတွေအများပြားလှုံ့ဆော်နေကြသေးဖြစ်ပါတယ်။ ဆက်လက်ပြီး AR တိုင်းအင်ကပိုမြို့နယ်တွင် AA ဦးဆောင်သောတပ်များနှင့်စစ်ကောင်စီတပ်များကြားတိုက်ပွဲဖြစ်ပွားသဖြင့်ပြည်သူတထောင်ကျော်စစ်ဘေးတိမ်းရှောင်ရဆွေတဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းအင်ကပိုမြို့နယ်ကွင်းကောက်တိုင်နယ်ချက်ပေါင်ကုန်းကျေးရွာပါဝင်ကျေးရွာများအနီးတွင် AA ဦးဆောင်သောတော်လင်းတပ်များနှင့်စစ်ကောင်စီတပ်များကြားယမန်နေ့တိုက်ပွဲများဖြစ်ပွားသဖြင့်ဒေသပြည်သူတထောင်ကျော်စစ်ဘေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်သစ်တွင်ဌာနထံသို့ပြောဆိုသည် ရှမန်နေမိုးလဲနှစ်နိုင်ဝင်ခြင်းချိန်မှစတင်ပြီးညနေပိုင်းထိအင်္ဂဗိုလ်မြို့နယ်ကွင်းကောက်ဒေသချက်ပေါင်းကုန်းကျေးရွာတက်မြာကုန်းရွာတောင်စင်းကျေးရွာများအနေဖြင့်တိုက်ပွဲများဖြစ်ပွားသည့်ပြင်အဆိုပါကျေးရွာအပါဝင်အနီးအနားကျေးရွာများမှပြည်သူတထောင်ကျော်ခိတ္တရာယီစစ်ဘေးရှောင်ရကြောင်းသိရှိရသည် ဖြစ်တာကတော့ရွာနာကတောဆက်တွေမှာဖြစ်တာတနတ်တန်တွေကမနေ့နေ့လယ်ပိုင်းလောက်ကစားပြီးကြာရတာတရုံလုံးတတိုင်းတိုင်းနဲ့ပြစ်ကြတာဒီနေ့တော့ငြိမ်နေတယ်ချက်ပေါင်ကောင်ကပတိမုံရလန်းကရံမှာရှိနေတာမနေ့ကအချိန်နေဆိုပေမဲ့အခုတော့ငြိမ်နေလို့တချို့ရွာတွေပြန်ကြပြီလို့ပိန်နေခွင့်ချေရွာမှာပြည်သူတို့ကပြောဆိုသည် အင်္ဂဗိုမြို့နယ်ရင်မတ်လ20ရက်နေ့ဝန်းကျင်မှစတင်၍ချင်းလေရောစောပြရွာအနီးတဝိုင်းထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားသောနေရာများမှာအင်္ဂဗိုမြို့နယ်အမှန်ကတမ်းမတော်တမ်းမြင့်လေးချင်ရေတင်းနန်းချောင်းတွင်ကွင်းကောက်နှင့်မိုင်အနေငယ်သောကောင်းဝေးချောင်းသိရှိရသည်အင်္ဂဗိုမြို့နယ်ခြေဆိုင်စေတနာပန်းကင်းဆရာတော်ကလည်းတိုက်ပွဲများဖြစ်ပွားနေသည်မှာမှန်ကန်ကြောင်း၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတဆင့်ပြည်သူများသို့အသိပေးထုတ်ပြန်မှုများနှင့်တတိပြုရမည့်အခြေအနေများကိုအသိပေးရေးသားထားခဲ့သည် တိုက်ပွဲကကြားလဲကြားရမြင်လဲမြင်နေရပြီးမို့စစ်ဘေးရှောင်ပါပြီတိုက်ပွဲကပသိမ်မုံရကလန်းနဲ့ကလျက်ချက်ပေါင်ကုန်းရွာထိပ်ထိရောက်နေပါပြီပထမတော့ပန်းမောင်းမလို့အတန်တွေခဏရက်သွားတဲ့အချိန်တိုက်ပွဲဖြစ်နေတဲ့နာပဲဖြန့်မောင်းခဲ့လိုက်တော့တဲ့ဟုစေနာပန်းကင်းဆရာတော်ကရှမန်နေလူမှုကွန်ရက်စာမျက်နှာရင်းတရင်ရေးသားဖော်ပြခဲ့ပြီးရှင်နေနနပိုင်းနေမှုဆရာတော်က မင်းကတော့စုံရင်စရာအနေအထားဖြစ်သွားလို့အခြေအနေမှန်ကိုရေးတင်လိုက်တာဖြစ်ပါတယ်ခုလဲလုံဝစိတ်ချသွားရတဲ့အနေအထားမဟုတ်ပါဘူးမင်းကအခြေအနေကိုမမြင်မတွေ့လိုက်ရတဲ့လူတွေကအပူတွေပဲရေးတယ်လို့လို့ပြောဆိုပြီးဘာမှမဖြစ်ကြောင်းတုံ့ပြန်ရေးနေကြတာတွေ့ရပါတယ်ဒါတော့ကိုယ်သဘောနဲ့ကိုပါရှားသူရွာသားများအနေနဲ့တော့အခြေအနေအရရက်ကိုမပြတ်နာဆွေးမြေအသက်ညံဆောင်ကြပါစေတော့ဟုတတိပေးထားသည် အေရရီတိုင်းဒေသပြည်သူများကမူအင်္ဂဘူမြို့နယ်ကွင်းကောက်ဒေသတွေရခိုင်ယုံမနဲ့ဆက်လျက်ရှိပြီးရခိုင်ဒေသနဲ့ဆက်လျက်ရှိသောရေကြီးမြို့နယ်ငတိုင်းချောင်းမြို့လေမျက်နှာမြို့နယ်အင်္ဂဘူမြို့နယ်တို့တွင်ဆေးရည်တဲမာမုန်နဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်းပြောဆိုကြသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့မင်းလာမြို့နယ်ရဲတပ်ဖွဲ့မှရဲဝင်းဝင်းပိုင်ကရဲမေများပေါ်လိမ်မိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်နေသည့်အပြင်လက်စားမှုကြီးနိုင်ငယ်ညင်းလှူဆောင်မှုအာဏာလဲသုံးစားမှုများကျူးလွန်နေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းမင်လာမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ကရဲမင်များကိုလိမ်မိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်ကညှဉ်းဆန်သူများကိုတိုက်ပွဲဖြစ်ပွားရာရဲစခန်းများသို့ပြောင်းရွှေ့ခိုင်းနေကြောင်းရဲတရင်ရင်မြစ်ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် မင်းလာမြို့နယ်ရဲစခန်းတွင်ရဲတပ်ဖွဲ့ဝင်ရဲမှူးဝင်ပိုင်ကစခန်းတွင်တာဝန်ကျနေသည့်ရဲမေများကိုခန္ဓာကိုယ်ချင်းထိတွေ့ကလိမ်မိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်နေကြောင်းထို့သို့၎င်းခိုင်စေသောအရာများကိုမပြုလုပ်ပေသောရဲမေများကိုတိုက်ပွဲဖြစ်ပွားသောရဲစခန်းများသို့ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်ကြောင်းသိရသည်။ ရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်သည့်နေပြည်တော်မှပြောင်းရွှေ့လာသောအိမ်နောက်သည့်အရာရှိတို့ဖြစ်တော်လေစနေဖြစ်သူကလိုက်ပါလာခြင်းမရှိကြောင်း၎င်းကမင်းလာမျိုးနှင့်ရဲစခန်းတွင်နာနေထိုင်ပြီးရဲမျိုးတို့ကိုလည်း၎င်းနေထိုင်ရာနေရာသို့ခေါ်၍အတင်းကျပ်စော်ကားမှုများလှုံ့ဆော်နေကြောင်းသိရှိရသည် ရဲစခန်းမှရဲတပ်သားများကိုလည်းလူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးရန်စေခိုင်းမှုများပြုလုပ်ခိုင်းပြီးဖမ်းဆီးရန်ညှဉ်းဆန်သူများကိုတိုက်ပွဲဖြစ်ပေါ်သောနေပြည်တော်သို့ဆေးလွတ်ခြင်းကြောင့်မင်းလာရဲစခန်းမှထွက်ပြေးသည့်ရဲတပ်သား26ဦးထိရှိပြီဖြစ်ကြောင်းသိရသည်။ထို့ပြင်ရဲတပ်ဖွဲ့မှရဲမှုဝင်ပိုင်းသည့်မင်းလာမျိုးနှင့်အတွင်ရှိလောင်ကစားဝိုင်းများမူရစ်စီဝါဖြန့်မျိုးရောင်းချသူများထံမှအကြီးအကျယ်ဆက်ကြေးရယူနေသူဖြစ်ပြီးပြည်သူပိုင်နေအများကိုလည်း၎င်းဦးဆောင်၍လိုက်လံချိတ်ပိတ်နေသူဖြစ်ကြောင်းသိရှိရသည်။ ူကရဲမေတွေကိုညာဘက်ခေါ်ပြီးနှိတ်ခိုင်းနေသူခိုင်းတော့လှုပ်ပေးတယ်လို့ဆိုကောင်းကောင်းမွန်မွန်ဆက်ဆန်းနေမလှုပ်ပေးတဲ့ရဲမေတွေဆိုနေပြောင်းတာတို့ဘာလို့လှုပ်တယ်သူကြောင့်ပြေးတဲ့ရဲတွေ26ရောက်လောက်ရှည်သွားပြီရဲတွေကလည်းပေါ်တာဆွဲခိုင်းနေရဲတွေကိုပစံရှာခိုင်းနေရဲတွေကမလှုပ်ချင်ကြဘူးစကမ်းမသူနဲ့တိတ်မကြည့်တဲ့သူများတယ်သူနဲ့မတည့်ရင်စစ်စင်ရင်နေမြေတွေကိုပို့ပစ်တယ်လို့သိရတယ်ဟုရဲသတင်းရင်းမြစ်ကပြောဆိုသည်ရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်လိမ်မိုင်းဆန်ရာစော်ကားမှုများလက်စားမှုဈေးနိုင်ငယ်ငယ်လှူစားမှုအနာအလွဲသုံးစားမှု များကျူးလွန်နေသည့်အပေါ်တိုင်ကြားလိုတော့လေတိုင်ကြားသူကိုသိရှိပါကပြန်လည်ကလေးစားချေကြောက်ချအေးအယွေမျိုးကိုစိုးရိမ်နေကြသဖြင့်မတိုင်ရဲကြကြောင်သိရှိရပါတယ်ရှင်ဆလဘီတဝဲတူစီဝါရေးဆောင်အနေတိုက်ပွဲကြောင့်ဒေသခံထောင်ချီထွက်ပြေးနေရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းရေပြိုမြို့နယ်တဝဲတူစီဝါရေးဆောင်အနေမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံကသိရပါဗျာ။ တဝဲရေနဲ့စိတ်ကံဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အင်အားတရာကျော်ပါစစ်ကောင်းစီတန်းနဲ့တော်လိုင်းအင်အားစုပုံမှန်တပ်ဖွဲ့တွေကြားမက်စလာ24ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါနှစ်ဖက်တိုက်ပွဲကြောင့်လေရှောင်းထင်းကြီးပရက်ခန့်ခမောင်းချောင်းအေကနိစတဲ့ဂျေးရွာတွေအပါဝင်ဂျေးရွာပေါင်း30ကျော်ကဒေသခံ3000ကျော်ဟာဘေးလွရာနေရာတွေထံနေရဲဆွန်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ် နှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီဘက်က9ဦးထံမှနေထိခိုက်သေးဆုံးမှုတွေရှိသလိုပြည်သူ့ကောင်ရီပူပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော်၄ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ကောင်ရီတပ်ဖွဲ့ဝင်တွေကတန်လင်းတိုင်းကိုပြောပါရယ်စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မတ်လ23ရက်နေ့ကလေးကအင်အား200လောက်နဲ့နပူးလေဒေသဘက်ကခြေရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဖြစ်တယ်လို့ဆိုပါရယ် ရုရှားနိုင်ငံကတဝဲအထူးစီးပွားရေးဆောင်မှာရင်းနှီးမြှုပ်နှံမှုသဘောတူညီမှုရရှိပြီးနောက်မတ်လ23ရက်နေ့ကစပြီးစစ်ကောင်စီတပ်ဟာတဝဲအထူးစီးပွားရေးဆောင်မှာအင်အားဖြည့်တင်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒေသရင်းသူတေနာအဖွဲ့ဖြစ်တဲ့ FBI တနင်္သာရီရဲ့အစီရင်ခံစာအရပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းတနင်္သာရီတိုင်းမှာစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေရဲ့နှစ်ဘက်တိုက်ပွဲနဲ့လေးကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ68400ကျော်အထိရှိလာခဲ့ပါတယ်။